မင်္ဂလာပါရှင်ကဲတဲ့ညမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးကဲမလူမျိုးနဲ့အုံတော်ရွာပြူစောတီကိစ္စကန်ကို တိုက်ခိုက်သိမ်းပိုင်မှုပြူစောတီနှုတ်ဦးသိမ်းဆုံးပြီး6ဦးအရှင်ဖမ်းပြီးလက်နက်9လက်နဲ့ခရယံများသိမ်းဆီးရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းကံဘလူမျိုးနဲ့အုံတော်ရပြူစောတိစကန်ကိုတိုက်ခိုက်သိမ်းပိုက်ရပြူစောတိနှစ်ဦးသိမ်းဆုံးပြီး၆ဦးအရှင်ဖမ်းမိခဲ့ကြောင်းကံဘလူခရဲ့အမှတ်၃ PDF တက်ရဲမှာတာဝန်ရှိသူတဦးကပြောဆိုပါရယ်ယမန်နေ့အောက်တိုဘာလ၁ရက်ည၁၀:၀၀ဝန်းကျင်ကကံဘလူမျိုးနဲ့ထန်းကုန်နဲ့တန်းပင်ရွာကြားရှိအုံတော်ရပြူစောတိစကန်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့မှအလင်းငိုင်လျက်တပြက်ပျောက်ကြားစနစ်ဖြင့်ဝင်ရောက်တိုက်ခိုက်ရပြူစောတိနှစ်ဦးသိမ်းဆုံးပြီး၆ဦးအရှင်ဖမ်းမိခဲ့ကြောင်းသိရပါရယ် အုံတော်ကျေးရွာမှာဖြူစောတိများသည့်ဖြူစောတိကောင်းဆောင်ဝါတော်ဝါဤလောက်ခံများဖြစ်ပြီးဝါတော်ဝါကိုယ်တိုင်လက်နက်တက်စင်စစ်တနံပေးထားသူများဖြစ်ကြောင်းသိရှိရပါသည်။ဖန်စီယာရှိတဲ့ဖြူစောတိတွေကိုစစ်တုံးပန်းဥပဒေအတိုင်းအရေးယူဆောင်ရမှာပါ။ဖမ်းမိတဲ့သူတွေကလည်းဝါတော်ဝါကတင်နှံပို့ချပြီးလက်နက်တက်စင်ထားတဲ့အဖွဲ့ကိုကန့်ဘလူခရအမှတ်3 PDF တက်ရဲမှတာဝန်ရှိသူကရှင်းပြပါသည်။ အုံတော်ကျေးရွာသည်ပြူစောတိများနှင့်စစ်တပ်ကအခိုင်အမာတက်စကန်ဆောက်လုပ်ထားသောနေရာစကန်ကြီးတစ်ခုဖြစ်ပြီးဒေါ်လန်ရီတက်များနှင့်ဖြီသူများကိုနီလန်မျိုးစုံဖြင့်အနောက်ရှက်ပေးခြင်း၊ဖန်စီခြင်း၊လက်နက်များဖြင့်ပစ်ခတ်ခြင်းများလုပ်ဆောင်နေသောစစ်စကန်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။အုံတော်ရွာကပြူစောတိကောင်းဆောင်ဝါတော်ရဲ့လူတွေကအတိတ်ကကြီးဆိုးတဲ့နေရာ အခုတိန်းနာကကင်းစကန်ကိုတိန်းနာရွာကိုတော့တိန်းဖို့အများကြီးပြင်ဆင်ရမယ်။နောက်ပြီးအုံတော်ရွာမှာက MX 633 35တိန်ကားတက်ရင်လည်းရှိနေတယ်။စူးစီးညီညွတ်မှုနဲ့တိုက်ခိုက်ရင်အောင်းနိုင်နေဆိုတာတက်သေးလည်းဖြစ်တယ်။ရှေးချောင်းအောင်ပွဲတွေလာအောင်မှာပါပြည်သူတွေကိုစိတ်အားတက်ဖို့နဲ့ခွန်အားတွေရှေ့ဆက်ကြမယ်ဆိုတာပြောချင်ပါတယ်ဟုတိုက်ခိုက်ရင်မှာပါဝင်ခဲ့တဲ့တော်လိုင်းရေးချဲပေါ်တူကပြောဆိုပါတယ်။ ထို့ပြင်မျိုးစောတိများကန်ဆောင်အုံပြုသောជីတရီမျိုးစာတနက်သုံးလဲကာပိုင်မျိုးစာတနက်နဲ့လဲပြောင်းချောတနက်နဲ့လဲနဲ့ KN ပစ္စည်းချို့သိမ်းဆီရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုကမ်ဘလူခိုင်ပကဖာလှူရှာရေးတရင်ကမ်ဘလူခိုင်အမှတ်3 PDF တရင်နဲ့နေမြေကန်ပကဖာများကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်တပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရေမျိုးနေအာယူတောင်ရတဲ့ဝချောင်းတောင်အောင်မှာကင်းလာထောင်နေတဲ့စစ်တပ်ဘက်မှတပ်သားလေးဦးကိုပြစ်ခတ်ရှင်းလင်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေမျိုးနေအာယူတောင်ရတဲ့ဝချောင်းတောင်အောင်မှာပွင့်ကင်းလာထောက်တဲ့အကျန်းဖက်စစ်သားနဲ့အပေါင်းပါလေးဦးတို့ကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းရေဘလူးတပ်ဖွဲ့ကြီးကောင်းဆောင်ကပြောကြားပါရယ်။ အော်တိုဘာလတရနေ့ညနေပိုင်းအကျန်းဖက်စစ်ကြောင်းဤရှေ့ပြေးကင်းထောက်လာတဲ့တပ်သားလေးဦးကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးအကျန်းဖက်စစ်အုပ်စုနဲ့လည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါအကျန်းဖက်စစ်တပ်၏စစ်ကြောင်းသည် DKB အဖွဲ့နှင့်ပူးပေါင်းကာစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ကျွန်တော်တို့နှင့်သူတို့ပွိုင်းချထားတဲ့၄ယောက်နဲ့တို့တော့ပွိုင်းချထားတဲ့၄ယောက်ကအဲ့ဒီမှာပဲပွဲချင်းပြီးပြစ်နိုင်ခဲ့တယ်။ဒါပေမဲ့တနတ်တော့မကောင်းနိုင်ခဲ့ဘူး။ကျွန်တော်တို့ကပျောက်ကြားကစားတာဆိုတော့သူတို့ဘက်ကအင်အားများတယ်၄၀ကျော်၅၀ဝန်းကျင်လောက်တော့ရှိမယ်။တိုက်ပွဲဖြစ်တဲ့နေရာကတော့ အာယူတောင်ရထိတ်ဖုန်ကြီးချောင်းဝချောင်းတောင်ပေါ်အဲ့ဒီမှာဖြစ်တဲ့ဟုရေးဘလူတက်ဖွဲ့တရင်မှုကပြောကြားပါရယ်အာယူတောင်ရွာထိတ်မှာရှိတဲ့ဝချောင်းတောင်အောင်ဟာအကျန်းဖက်စစ်သားများနဲ့ရေးဘလူဖွဲ့တို့မကြာခဏတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာဖြစ်ကြောင်းအကျန်းဖက်စစ်တပ်စစ်ကြောင်းထိုးရမှာ DKBA ဖွဲ့နဲ့ပူးပေါင်းကစစ်ကြောင်းထိုးလေးရှိပြီး DKBA ဖွဲ့ဟာအကျန်းဖက်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအကျန်းဖက်စစ်တပ်နဲ့ပူးပေါင်း၍အကျန်းဖက်လုပ်ရက်များကိုလှုံ့ဆော်ခြင်းဖြစ်ကြောင်းသိရပါရယ် ဒီကေပီဓမ္မစကြာဗတ်တစိစကားစားနဲ့ပေါင်းနဲ့ကောင်းနဲ့စကားစားနဲ့ပူပေါင်းပြီးတော့တိုက်တယ်သူတို့ဘက်က အဲ့ဒီဓမ္မစကြာဘက်တစိတ် DGB ကစကားစနဲ့ပေါင်းနေတာအာနာသိမ့်ပြီးကလေးကနောက်ပိုင်းမှာပေါင်းပြီးတော့သူတို့ကလှုပ်ဆောင်နေလဲဆိုတော့တချို့ကရင်ကျေးရွာတွေမှာဆိုလို့ရှိရင်ကရင်ဒေသကျေးရွာမှာဆိုရင်သူတို့ကပိုးပြီးလမ်းကျွမ်းနေလမ်းကျွမ်းတော့စကားစကနေမြေရှင်းလင်းမှုတွေပြုလုပ်တဲ့ချိန်မှာသူတို့ကိုပြန်ပြီးတော့အတုံးချတယ်စကားစကသူတို့ကိုဂိတ်တွေလှုပ်ပိုင်ခွင့်နေပြည်တော်စုလမ်းမကြီးပေါ်မှာအခွန်အောက်တွေကောက်ဖို့အတွက်လှုပ်ပိုင်ခွင့်နေစကားစကပြန်ပေးတယ်ဒီကောင်တွေကတော့ကျွန်းခန်းနေတာပေါ့ဟုရေဘလူတက်ဖွဲ့တိုင်ရင်မှုကပြောဆိုပါတယ် ရေဘလူဖွဲ့ဤရှင်းလင်းခံလိုက်ရတဲ့အကျန်းဖက်စစ်တမ်းမှာပွိုင်းထောက်ကူလေးဦးမှအကျန်းဖက်စစ်သားများဖြင့် DKP တပ်ဖွဲ့ဝင်များလည်းပါဝင်နိုင်ကြောင်းရေဘလူဖွဲ့မှစုံစမ်းသိရှိရပါသည်။ ဆက်လက်တိုက်ဆက်ပေးမယ့်တရင်ကတော့နမ်မတူမျိုးနဲ့မန်တိုမျိုးတို့ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့လာရောက်ပုံကျဲတိုက်ခိုက်တဲ့တရင်ကိုတိုက်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိနမ်မတူမျိုးနဲ့မန်တိုမျိုးကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။အော်တိုဝါလာ၂ရက်မနက်9:23မိနစ်ကန်ကစစ်ကောင်စီဟာနမ်မတူမျိုးနဲ့မန်တိုမျိုးကိုဂျက်ဖိုက်တာနဲ့လာရောက်ပုံကျဲခဲ့ပြီးပျက်စီးထိခိုက်မှုအပြည့်စုံကိုစုံစမ်းလျက်ရှိပါတယ်။စစ်ကောင်စီဟာကုန်းချောင်းရောလေချောင်းကပါရဟန်းတန်ကကစကလေးစု ုံးအရွေးဆုံးကို နီလန်ပေါင်းစုံတက်ဖြတ်နေတာကြောင့်အစစအရာရာဂယူဆိုင်ကြဖို့ TNL ကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့စကိုင်းမြို့တွင်စစ်ပေးရှောင်ပြည်သူများကိုမိသားစုတစုလျင်ငွေကျပ်6000ထောက်ပံ့ပြီးရွေးကောက်ပွဲတွင်မဖြစ်မနေဆန္ဒမဲပေးရန်နဲ့မင်းစင်ရင်စည်ရန်စစ်တပ်ကဖိအားပေးမဲမပေးလျင်ရွေးကောက်ပွဲနောက်ဆက်ဟန်တာသည့်ဥပဒေဖြင့်အရေးယူမိဟုချိန်ချောက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ကြက်ကိုင်းမျိုးတွင်စစ်ပေးဆောင်ပြည်သူများကိုမိသားစုတစုလျင်ငွေကျပ်6000ထောက်ပံ့ပြီးရွေးကောက်ပွဲတွင်မဖြစ်မနေဆန္ဒမဲ့ပေးရန်နှင့်မင်းစင်းရင်စစ်ရန်စစ်တပ်ကချိန်ချောက်ဖိအားပေးလောက်ကြောင်းငွေကျေးလက်ခံရရှိခဲ့သောစစ်ပေးဆောင်မိသားစုတချို့ကပြောဆိုပါရင်စက်တင်ဘာလ29ရက်နေ့မှစက်တင်ဘာ30ရက်နေ့ထိစစ်ပေးဆောင်ရန်အတွက်ကြက်ကိုင်းမျိုးတွင်ရောက်ရှိနေထိုင်ကြတဲ့မိသားစုများကိုစစ်တပ်ကရွှေမင်းဝရက်ွက်အုပ်ချုပ်ရေးမှူးချုပ်များကိုခေါ်ယူကြောင်းရင်းနောက်မိသားစုတစုလျင်ငွေကျပ်6000ထောက်ပံ့ခြင်းဖြင့်ပေးရကြောင်းထို့သို့ပေးရရာတွင် လာမယ့်ရွေးကောက်ပွဲတွင်မဖြစ်မနေဆန္ဒမဲပေးရမည်ကိုသိရှိကြောင်းလက်မှတ်ရေးထိုးရပြီးမင်းစင်းများကိုလည်းစစ်ဆေးရန်သဘောတူညီသည်ဟုလက်မှတ်ရေးထိုးရကြောင်းသိရှိရပါသည်ရွှေမင်းဝရက်ကွက်မှာရှောင်းနေတဲ့စစ်ပေးရှောင်းမိသားစုတချို့ကိုစစ်တပ်ကတရင်တောင်ကိုကြက်ချောက်တောင်းပေးတဲ့အင်းစင်းဆောင်နဲ့ထောက်ပံ့ကြေးထုတ်ရတဲ့အဲ့ဒီမှာမဲပေးရမယ်မဲစင်းဆက်ရမယ်ဆိုတာသိရှိကြောင်းလက်မှတ်ရေးထိုးရတဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးဖို့လဲသဘောတူတယ်ဆိုတာကိုလက်မှတ်ထိုးခိုင်းနေဟုစစ်ပေးရှောင်းမိသားစုဝင်တဦးကပြောဆိုပါတယ် စေပေးဆောင်မိသားစုများ၏ထောက်ပံ့ကြေးထုတ်ယူမှုကိုရက်ွက်အုပ်ချုပ်ရေးမှူးများမှတစင်ထုတ်ယူရပြီးငွေကျပ်6000ကိုအပြည့်ဝမရကြောင်းအေဇင်စရိတ်အဖြစ်လူတဦးလည်းရငွေကျပ်9000ပြန်လည်တောင်းယူသဖြင့်လူဦးရေများသောအိမ်များတွင်ထောက်ပံ့ကြေး6000ကိုရက်ွက်ရုံသို့အေဇင်ကြေးဖြင့်ပြန်လည်ပေးသွင်းရကြောင်းသိရပါသည် စီပီဆောင်မိသားစုကိုတရင်တောင်ထောက်ပံ့ငွေ6000ပေးပါရဲမဲထည့်ရမယ်မဲစင်းစေရမယ်ဒါပေမဲ့ရဲခွက်ရုံကအင်းစင်းချေဆိုပြီးတရင်တောင်ငွေချက်9000ပြန်တောင်းသွားတယ်လူဦးရေများတဲ့အိမ်ဆိုရင်ထောက်ပံ့ချေကိုအင်းစင်းချေဖြစ်ပြန်ပေးလိုက်ရတာအဓိကမဲပေးရမယ်မဲစင်းစေရမယ်ဆိုတာသဘောတူရတယ်အဲ့ဒါကိုလည်းယာယီမှုတွေကသူ့အပိုင်လိုက်စည်ရင်မှတ်ထားတယ်ကျွန်တော်တို့ကတော့ယာယီမှုထွန်းထွန်းဝေးအပိုင်မှာနေတာဒုက္ခသည်ဆစ်ဆောင်ပြည်သူတွေကိုထောက်ပံ့နေဆိုပြီးမတရားမဲပေးခိုင်းတဲ့လုပ်ရမျိုးပဲမဲမပေးရင်ရွှေကောက်ပွဲနောက်ဆက်ဖြစ်စီ သူများဥပဒေနဲ့အရင်ယူလို့ရတယ်လို့ချိန်ချောက်တယ်ဟုစစ်ပေးဆောင်မိသားစုကရှင်းပြပါရတယ်။ စစ်တပ်ကဇူလိုင်29ရက်မှာရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးရင်းဥပဒေပုံမှန်23ကကြီမှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကိုဖြစ်စေသို့မဟုတ်လုပ်ငန်းစဉ်၏တစိ့တဒေသကိုဖြစ်စေပြပြပြစီရင်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းသို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုမြည်သည့်နည်းနဲ့များမပြုရပေအဆိုပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထိုသူကိုထောင်တက်အနည်းဆုံး3နှစ်မှအများဆုံး9နှစ်ထိချမှတ်ရမည် ည်ဖြင့်ငွေတန်လဲချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားကြောင်းသိရပါဗျာ။ ဆက်လက်ပြီးရန်ကုန်တိုင်းစစ်ဌာနကပူပေါင်းစစ်စင်ရေးတွေမှာအသုံးပြုနိုင်ရေးအတွက်ရန်ကုန်တိုင်းပကဖထံကိုလက်နက်ခဲရဲနဲ့ကြီးကားဥထုပ်တွေပေးရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းစစ်ဌာနကပူပေါင်းစစ်စင်ရေးတွေမှာအသုံးပြုနိုင်ရေးအတွက်ရန်ကုန်တိုင်းပကဖထံကိုလက်နက်ခဲရဲနဲ့ကြီးကားဥထုပ်တွေပေးရခဲ့တယ်လို့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ပူပေါင်းစစ်စင်ရေးများမှာအသုံးပြုရန်အတွက်လက်နက်ဆဲနဲ့ကြီးအတောင်တထောင်ကြီးကားဥထုပ်ကိုလုံးအောင်ရန်ကုန်တိုင်းစစ်ဌာနကရန်ကုန်တိုင်းပကဖကိုပေးရခဲ့တယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းပကဖတာဝန်ရှိသူတွေကရှေ့တန်းစစ်မြေပြင်ကိုတွားရောက်ပြီးရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၆တပ်ခွဲ၃မှတာဝန်ရှိသူတွေထံကိုလွှဲပြောင်းပေးရခဲ့ပါတယ်။ရန်ကုန်တိုင်းပကဖတပ်ဖွဲ့တွေကဆီယာနာချင်းအပိသက်ခြုံငင်းရေးတိုက်ပွဲတွေမှာစွန်းစွန်းတမန်ပါဝင်လျက်ရှိပြီးသက်ဆိုင်ရာစစ်ဒေသစစ်ဌာနကုကဲမှုအသေးသေးမှပါဝင်တိုက်ခိုက်လျက်ရှိကြောင်းသိရှိရပါတယ်။